တင်ကနိုင်ငံသားခီးစင်တွေသွားရတာကြိုက်နှစ်တက်တဲ့သူလားဒါမှမဟုတ်နိုင်ငံတကာဘူဟုတုတတွေကိုနားထောင်ရတာကြိုက်နှစ်တက်တဲ့သူလားဒါဆိုရင်တော့ဒီနေ့နိုင်ငံတကာမှာအသုံးပြုနေတဲ့ passport တွေနဲ့ဘယ် passport တွေကအားကောင်းဆုံးလဲဘယ် passport တွေကအားအနေဆုံးလဲဆိုတာကိုပြောပြပေးသားမှာပဲဖြစ်ပါတယ်။ passport ဆိုတာကတော့တနိုင်ငံနဲ့တနိုင်ငံသွားလာတဲ့အခါတွေမှာမရှိမဖြစ်လိုအပ်တဲ့စာအုပ်ပဲဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာပဲနိုင်ငံအဝင်တုံးတွေဗီဇာတုံးတွေထုရပြီးတော့နိုင်ငံသားသွားမဲ့သူတွေအတွက်တော့အသက်တမျှအရေးကြီးတဲ့စာအုပ်တစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ passport တွေကနိုင်ငံတစ်ခုနဲ့တစ်ခုပေါ်လိုက်ပြီးကွဲပြားခြားနားချက်တွေရှိပါတယ်။တချို့ passport တွေကတော့နိုင်ငံတော်တော်များများကိုလွယ်လွယ်ကူကူဝင်ထွက်သွားလာလို့ရတဲ့အားကောင်းတဲ့ passport အမျိုးအစားတွေဖြစ်ပြီးတချို့ passport တွေကတော့ကန့်သတ်ချက်တွေရှိတာကြောင့်တချို့နိုင်ငံတွေကဝင်ထွက်သွားလာနိုင်တဲ့အားနည်းတဲ့ passport အမျိုးအစားတွေလည်းရှိပါတယ်။ အားကောင်းတဲ့ passport အမျိုးအစားတွေမှာတော့ visa ကင်းလို့ခွင့်တွေ၊စားရောက် visa ဝင်ခွင့်တွေနဲ့ electronic ခရီးသွားခွင့်ပြုချက်တွေပါဝင်တဲ့အပြင်ရှုပ်ထွေးတဲ့စာရွက်စာတမ်းကိစ္စတွေကိုလည်းလုပ်ဆရာမလိုပါဘူး။ကဲဒါဆိုရင်တော့ကမ္ဘာပေါ်မှာရှိတဲ့ဘယ်နိုင်ငံတွေကအားကောင်းဆုံး passport တွေကိုပိုင်ဆိုင်ထားလဲဆိုတာနဲ့ဒီ passport တွေကဘာတွေလုပ်လို့ရလဲဆိုတဲ့အကြောင်းကိုကြည့်လိုက်ရအောင်နော်။အထမနေရာမှာရက်တည်နေတဲ့နိုင်ငံတွေကတော့ဂျပန်၊စင်ကာပူ အီတလီ၊ဖရန့်စ်၊ဂျာမနီနဲ့စပိန်နိုင်ငံတို့ပဲဖြစ်ပါတယ်။ဒီနိုင်ငံတွေကတော့194နိုင်ငံအထိဝင်ကွင်းရရှိထားတဲ့ passport တွေကိုကန်ဆောင်ထားကြတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။ဂျပန်နဲ့စင်ကာပူကတော့ဒီလိုထိတ်ဆုံးမှရက်တည်နေတာကြပြီးဖြစ်ပြီးအခုချိန်မှာတော့ဒီစီးရင်းနဲ့ကိုထိတ်တန်း EU နိုင်ငံတွေပါပါဝင်လာပဲဖြစ်ပါတယ်။ဒုတိယနေရာမှာရက်တည်နေတဲ့နိုင်ငံတွေကတော့တောင်ကိုရီးယား၊ဖင်လန်း၊ဆွီဒန်နဲ့နယ်သာလန်နိုင်ငံတို့ပဲဖြစ်ပါတယ်။ ဒီနိုင်ငံတွေကတော့ခိုင်မာတဲ့တန်ဇမန်ဆက်ဆံရေးတွေနဲ့တည်ငြိမ်တဲ့ကမ္ဘာလုံးဆိုင်ရာဆက်သွယ်ရေးကောင်းမွန်မှုတွေကြောင့်ဒီနိုင်ငံတွေရဲ့ passport တွေကအားကောင်းနေရပဲဖြစ်ပါတယ်ဒီနိုင်ငံတွေရဲ့ passport တွေကတော့နိုင်ငံ193နိုင်ငံအထိဝင်ဝင်ရှိတဲ့ passport မျိုးစားတွေပဲဖြစ်ပါတယ်။တတိယနေရာမှာရပ်တည်နေတဲ့နိုင်ငံတွေကတော့ Austria, Denmark, Ireland နဲ့ Luxembourg နိုင်ငံတွေပဲဖြစ်ပါတယ်။ ဒီနိုင်ငံတွေကတော့နိုင်ငံပေါင်း192နိုင်ငံအထိဝင်ခွင့်ရရှိတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။ဒီနိုင်ငံတွေကဧရိယာချင်းပင်မဲ့ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုရှိတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။စစ်တုထားနေရာမှာရပ်တည်နေတဲ့နိုင်ငံတွေကတော့ Belgium, Norway, Portugal နဲ့ United Kingdom တို့ဖြစ်ပြီးဒီနိုင်ငံတွေကတော့နိုင်ငံရေးအရာလဲအားကောင်းသလိုအားကောင်းတဲ့ passport တွေကိုလည်းပိုင်ဆိုင်ထားကြရပဲဖြစ်ပါတယ်။ ဒီနိုင်ငံတွေကတော့192နိုင်ငံအထိဝင်ခွင့်ရတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။ပြင်စမနေရာမှာရပ်တည်နေတဲ့နိုင်ငံတွေကတော့ American, Canada, Australia, ချက်သမရနိုင်ငံနဲ့ New Zealand နိုင်ငံတို့ပဲဖြစ်ပါတယ်။ဒီ passport တွေကတော့နိုင်ငံပေါင်း190နိုင်ငံကိုဝင်ခွင့်ရရှိတဲ့ passport တွေပဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံကမကြသေးခင်နှစ်အတွင်းမှာအနှဲငယ်ကြာဆင်းသွားပေမဲ့လည်းထိပ်တန်း၅နိုင်ငံမှာအခိုင်အမာရပ်တည်နေသေးပဲဖြစ်ပါတယ်။ ဒီလိုအားကောင်းတဲ့ passport တွေကိုပိုင်ဆိုင်ထားကြတဲ့နိုင်ငံတွေနဲ့တခြားနိုင်ငံတွေရဲ့မတူညီတဲ့အချက်တွေကတော့နိုင်ငံအများစုနဲ့ကောင်းမွန်တဲ့တန်တမန်ဆက်ဆံရေးတွေရှိခြင်းစီးပွားရေးနဲ့နိုင်ငံရေးတည်ငြိမ်မှုရှိခြင်းလုံခြုံရေးနဲ့ယုံကြည်စိတ်ချရတဲ့ ID စနစ်တွေကိုတိစောက်ထားခြင်းစတဲ့အကြောင်းအရာတွေကြောင့်ပဲအားကောင်းတဲ့ passport တွေကိုပိုင်ဆိုင်ထားကြရပဲဖြစ်ပါတယ်။ဒါဆိုဖြောင်းမြန်အနေနဲ့အားအနည်းဆုံး passport တွေကိုပိုင်ဆိုင်ထားကြတဲ့နိုင်ငံတွေကဘယ်နိုင်ငံတွေဖြစ်မလဲဆိုတာကိုကြည့်လိုက်ရအောင်နော်။ ဗီဇာကင်းလွတ်ခွင့်အနည်းဆုံးနိုင်ငံတွေကတော့ပထမဆုံးအာဖဂန်နစ္စတန်နိုင်ငံကတော့နိုင်ငံပေါင်း28နိုင်ငံအပဲဗီဇာကင်းလွတ်ခွင့်ပေးထားတာဖြစ်ပါတယ်။ဒုတိယဖြစ်တဲ့ဆီးရီးယားနိုင်ငံကတော့နိုင်ငံပေါင်း29နိုင်ငံကိုဗီဇာကင်းလွတ်ခွင့်ရရှိထားပြီးအီရတ်နိုင်ငံကတော့31နိုင်ငံနဲ့ဗီဇာကင်းလွတ်ခွင့်အနည်းဆုံးတတိယနေရာမှာရပ်တည်နေရပဲဖြစ်ပါတယ်။ နံပါတ်၄နေရာမှာတော့နိုင်ငံပေါင်း34နိုင်ငံနဲ့ပါကစ္စတန်ကရပ်တည်နေပြီးဟီမင်နိုင်ငံကတော့35နိုင်ငံနဲ့နံပါတ်5နေရာနဲ့ရပ်တည်နေတာပဲဖြစ်ပါတယ်။ဒီနိုင်ငံတွေကတော့နိုင်ငံရေးမတည်ငြိမ်မှုတွေပြည်ပခါတွေနဲ့နိုင်ငံတကာတင်မာမှုတွေကြောင့်အားနည်းတဲ့ပတ်စပို့တွေကိုပိုင်ဆိုင်ထားကြတာပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ကမ္ဘာအားအကောင်ဆုံး passport ပိုင်ဆိုင်ထားကြတဲ့နိုင်ငံတွေနဲ့ကမ္ဘာအားအနည်းဆုံး passport တွေကိုင်ဆောင်ထားကြတဲ့နိုင်ငံတွေအကြောင်းကိုပြောပြပေးခဲ့ရပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီလိုဗဟုသုတရစရာအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့နော်။